င်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗာ East Java ပြည်နယ်မှာတနင်္လာနေ့ကပြိုကျခဲ့တဲ့ကျောင်းရဲ့အပျက်စီးတွေထဲမှာကလေးတွေရဲ့အသက်ရှင်နိုင်ခြင်းမျောလင်းချက်အနည်းငယ်ပဲကြံတော့ပါတယ်။ဗုဒ္ဓဦးနေ့မှာတော့ကလေးတွေအသက်ရှင်နေတဲ့လက္ခဏာမတွေ့ရှိရတော့ဘူးလို့ကေဇေးအရာရှိတွေကပြောကြားလိုက်အပြီးမှာစယံတရားကြီးတွေစတင်သုံးဆွဲရှာဖွေဖို့ဆုံးဖြတ်လိုက်ကြပြီဖြစ်ပါတယ်။အရှေ့ဂျာဗာပြည်နယ်မှာ စီဒိုအာဂျိုမျိုးကအစ္စလာမစ်ကျောင်းဆောင်ပြိုကျခဲ့ချိန်မှာလူတရာကျော်ပိတ်မိခဲ့ပါတယ်။ ကလေးအများစုကတော့အသက်၁၂နှစ်ကနေ၁၈နှစ်ကြားကចောင်းသားတွေဖြစ်ကြပြီးတော့အပြက်စီးတွေတဲကနေအသက်ရှင်သူ၁၀၃ဦးကိုဆွဲထုတ်နိုင်ခဲ့ပါတယ်။ចောင်းသား၅ဦးတည်ဆုံးចောင်းအတီးပြုခဲ့ပြီးတော့ 59ဦးကတော့ဆက်လက်ပျောက်ဆုံးနေသေးပါပဲအခုဆိုရင်အရေးပေါ်ကေဆေးကြီးအဆင့်ကနေပြန်လည်ရှာဖွေရေးအဆင့်ကိုကူးပြောင်းလိုက်ပြီးတော့ပျောက်ဆုံးကလေးတွေရဲ့မိသားစုတွေနဲ့ကေဆေးကြီးအဖွဲ့တွေရဲ့သဘောတူညီမှုနဲ့ဆုံးဖြတ်ခဲ့ကြတာပါအသက်ရှင်နိုင်ကြအများဆုံး82နှစ်နာရီကြာရွှေရောင်အချိန်မကုန်ခင်မှာပဲရှာဖွေရေးအဆင့်ကိုအာဏာပိုင်တွေကကူးပြောင်းလိုက်ကြပြီးတော့ဆက်ရန်တရားကြီးတွေစတင်တုံးဆွဲတော့မှာဖြစ်ပါတယ်ကနအူးပိုင်းမှာအာဏာပိုင်တွေကဒီဆက်ရန်တရားကြီးတွေမတုံးဆွဲခဲ့တာက ပြိုကျအဆောင်ကစင်ကေထပ်ပြိုကျမှုတွေဖြစ်မှာစိုးရင်ခဲ့ကြပြီးတော့ပိတ်မိနေတဲ့ကလေးတွေအသက်အန္တရာယ်ဖြစ်နိုင်လို့စိုင်းငံ့ထားခဲ့တာလည်းဖြစ်ပါတယ်။ចောင်းဆောင်ကိုတတိယထပ်ထပ်တင်တဲ့အချိန်မှာလောင်းထားတဲ့ကွန်ကရစ်လေးချိန်ကိုအောက်ခြေကမနိုင်လို့ပြိုကျခဲ့တာဖြစ်နိုင်တယ်လို့ចောင်းဥကပြောဆိုထားပါတယ်ခင်ဗျာ။